ကိုကိုကိုနည်းနည်းမိုးတော့အလင်းရောက်လို့အိယာကထလိုက်ရင်ဆန္ဒပြုတ်လိုက်ဘယ်လိုဆန္ဒပြုတ်ဘဝတုသဗ္ဗမင်္ဂလာမင်္ဂလာအပေါင်းနဲ့ခံကြောင်းပြည့်စုံပါစေကောင်းမြတ်တဲ့မင်္ဂလာတွေကျွန်ုပ်တဏ္ဍမှာဖြစ်ပါစေအများတတ္တဝါတွေမှာလည်းပဲဖြစ်ပါစေဘလောက်ကောင်းတဲ့ဆန္ဒလားเนาะသူများကိုနှိမ့်ဆက်ဖို့ပါရလားဒီထဲမှာအလွန်မောမြတ်တဲ့စိတ်ဓာတ်လို့ခေါ်တယ်เนาะမင်္ဂလာနဲ့ပြည့်စုံပါစေ ရခန္တုသဗ္ဗဒေဝတာနတ်တွေကအလုံးကိုဆောင်းလျှောက်ပါစေဒါလည်းကောင်းတဲ့ဆန္ဒပဲသူစောင့်တာမစောင့်တာကိုယ်နဲ့မဆိုင်ဘူးကိုကစောင့်ပါစေလို့သူလိုပြောတာဟုတ်ကဲ့လားဒါကိုပြောမယ်ဆိုရင်နတ်အာကိုတာလားလို့ဆိုမဟုတ်ဘူးနတ်အာကိုလို့ပြောတာမဟုတ်ဘူးနတ်တွေကလည်းလောကကိုဆောင်းလျှောက်တာတွေရှိတယ်ပေါ့အဲ့ဒါလို့ဆောင်းလျှောက်တာတွေရှိလို့နတ်တွေကအမှတ်တမဲ့မနေဘဲနဲ့ဆောင်းလျှောက်ကြပါစေ နတ်ကသာဆောင်းလျှောက်တာလားဆိုလူလူချင်းရောမဆောင်းလျှောက်ဘူးလားဆောင်းလျှောက်တယ်လေအိမ်သားမှာလူတွေမှာသွားတာအိမ်ကိုကြည့်လိုက်စမ်းပါကြည့်မပေးဘူးလားဆိုင်လေးကြည့်လိုက်စမ်းပါဆိုတော့ဒါဆောင်းလျှောက်ပေးတယ်လို့ခေါ်တာပဲအကြောင်းကိစ္စရှိလို့ရှင်တရင်ပို့ပေးတယ်ဟောဒါဆောင်းလျှောက်တယ်လို့ခေါ်တာပဲအဲ့တော့လူလူချင်းနဲ့မေတ္တာရှိရင်ဆောင်းမေတ္တာမရှိရင်ဒီတိုင်းကြည့်နေမှာပဲဩနတ်တွေကိုလည်းပဲ ကိုကမေတ္တာရှိအောင်မေတ္တာပွားပြီးတော့ထားရင်နတ်တရဲ့ဆောင်းဆောင်မှုရောမခံရဘူးလားဒါကလောကရဲ့တဘာဝပဲเนาะကိုနဲ့ခင်မင်နဲ့မေတ္တာရှိတဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်ကိုကိစ္စကိုလာလုပ်ပြီမှာပဲအဲ့တော့နတ်တွေကလည်းကိုကမေတ္တာပို့တယ်အမျှဝေတယ်ဆိုတော့သူတို့ကလည်းကိုယ့်အပေါ်မှာခင်မင်ညတယ်ခင်မင်တော့ဆောင်းဆောင်ပါသေးဆိုတော့လူတွေမသိလိုက်တဲ့ကိစ္စကိုနတ်ကနေထိန်းသိမ်းဆောင်းဆောင်ပေးလိုက်ပေါ့ဒါမျိုးကိုဆိုလိုတာเนาะ ကြည့်ပါလားဒီပကံရာဇဝင်ကိုကြည့်မယ်ဆိုလို့ရှိရင်ကျန်းစစ်မင်းကျန်းစစ်သားအနောရထာကနေပြီးတော့ဖမ်းဆီးမလို့လိုက်တဲ့အခါမှာသူပြေးရပြေးတဲ့အခါမှာမြစ်ထဲမှာဖြတ်ပြီးတော့ကူးတဲ့အခါကျတငါလှေတစည်းကနေပြီးတော့ဟိုဘက်ကန်းကိုပုတ်ပေးတယ်ဟာအဲ့ဒါဟာနတ်ကကူညီတာတဲ့ တကယ်နတ်ကတန်ငါလေးအောင်ဆောင်ပြီးတော့သူ့ကိုကယ်တင်သွားနောက်ဆုံးကြတော့နတ်ကမဟာဂီရိနတ်လို့ဆိုတယ်သူနဲ့ဆူတောင်းပဲ့အတိတ်ဘဝတော့ကသူနဲ့တူတူဖြစ်ခဲ့တဲ့မိတ်ဆွေသူကနေပြီးတော့ကုညီတယ်လို့သူတို့ပြောတာအဲ့တော့လောကမှာလည်းတစ်ခါတစ်ခါကုညီမှုတွေရှိတယ်အဲ့တော့ကုညီတယ်ဆိုတာနတ်ကြီးကအချွန်တက်နဲ့ဆင်းလာပြီးဒီလိုကူတာမဟုတ်ဘူးအဲ့လိုဆိုရင်လည်းလူကကြောက်ပြီးပြေးမှလည်း နတ်မြင်သူကမကြောက်ဘူးမထင်နဲ့ကြောက်ပြီးပြေးပါပဲအဲ့ဒါကြောင့်မလို့နတ်မြင်တဲ့အခါကျတော့လူတွေဟာကြောက်လန့်မှာဆိုတော့နတ်တွေကလည်းလူတွေကိုကူညီတဲ့အခါမှာလူတယောက်ရောင်မဲ့ဆောင်ပြီးတော့ကူညီတာပေါ့ဒီလိုဆိုတာနော်ကိုကနေဘူးတည်းမဲ့ရက်ပြီးတော့ကားဆောင်နေတယ်ဘတ်စကားကမလာနိုင်ဘူးသွားချင်နေတယ် သို့သောအနန္တဖြတ်သွားတဲ့ကာထစီကလူကြုံလို့တင်သွားတယ်ဆိုတာတော့မကြုံတတ်ဘူးလားအေးနတ်ကမရတယ်ဆိုတာတခါတည်းအဲ့ဒါမျိုးလို့ပြောတာနော်ကိုသွားကျင်တဲ့ကိစ္စတခုကိုလို့ကျင်တာလေးတခုဟာတခါတလေရှော့ရှော့ရှူရူနဲ့ကုညီပဲလူနဲ့တိတိဖြစ်စေမတိတိဖြစ်စေကိုယ်ကုညီသွားတဲ့လူတွေနဲ့ကြုံတတ်တယ်ကောအဲ့ဒါကြောင့်မလို့ရခန္တုသဗ္ဗတေဝတာနတ်တွေကစောင့်ရှောက်ပါစေကုညီပါစေ တဗ္ဗဗုဒ္ဓလူပဝေနသရာတုခိဘွန်တုတေဘုရားကိုအာယုံပြုပြီးတော့ရလိုက်တဲ့ကုသိုလ်တွေဟာချမ်းသာဒုက္ခကိုပေးနိုင်တယ်ကုသိုလ်အမှချမ်းသာဒုက္ခကိုပေးနိုင်တယ်ဒါကြောင့်မို့ဘုရားကိုအာယုံပြုတယ်ဘုရားကိုအာယုံပြုလို့ဖြစ်ပေါ်လာတဲ့ကုသိုလ်စိတ်တွေကိုယ်ရင်နဲ့နှလုံးထဲမှာဖြစ်လာတယ်အဲ့ဒီကုသိုလ်တရားတွေကလူတွေရဲ့တဏ္ဍာမှာချမ်းသာဒုက္ခကိုဖြစ်ပေါ်စေတယ်ဒါက ကုသိုလ်ကမှချမ်းသာဒုက္ခကိုဖြစ်စေတယ်ဆိုတာဒါအမှန်ပဲကုသိုလ်ဆိုတာအနဝိဇ္ဇဒုက္ခဝိပါကလက္ခဏာအပြစ်ကင်းပြီးတော့ချမ်းသာဒုက္ခကိုဖြစ်စေတတ်တယ်ကုသိုလ်အဲ့ဒါကြောင့်မလို့ကုသိုလ်ကောင်းမှုဆိုတာလောက်ကြဖရာကိုအာယုံပြုတဲ့အာယုံပြုလိုက်လို့ရလာတဲ့ကုသိုလ်တရားကိုအာယုံပြုလိုက်လို့ရလာတဲ့ကုသိုလ်တန်ခါကိုအာယုံပြုလိုက်လို့ရလာတဲ့ကုသိုလ်အဲ့ဒီကုသိုလ်ရဲ့စွမ်းအားကြောင့် ချမ်းသာကြပါစေတလူဆိုတာအဲ့တော့အဲ့ဒါလို့ဘုရားတရားတန်ခါမနဲ့မိုးလင်းတဲ့အချိန်လေးမှာဘုရားတရားတန်ခါယရဏသုံးပါးကိုအာရုံပြုလိုက်မယ်ဆိုရင်မင်္ဂလာတွေလည်းဖြစ်လာမယ်နတ်တွေကလည်းကိုယ်ဆောက်ရှောက်လာမယ်ချမ်းသာဒုက္ခဆိုတာလည်းရလာနိုင်တယ်လို့အကြောင်းတရားတွေပြောပြမလို့ရင်တော့မရဘူးပေါ့နော်ကိုယ်တဏ္ဍာမှာကောင်းကျိုးချမ်းသာကိုလိုချင်ရင်ကောင်းကျိုးချမ်းသာရခြင်းရဲ့အကြောင်းကိုလုံးဝ ဒါကတော့သဘာဝပဲနိဒါကတော့သဘာဝမလုံးလို့ကတော့ဘာမှမရဘူးဆိုတာသိချင်တာပေါ့